ခွေကလည်းရှိသေးတယ်။ရှင်းပြချင်တာအများကြီးပြကနန်းတော့မပါတော့ဘူးပေါ့နော်။ဒါက member card ကအဓိကပါကျွန်တော်ပရိငါ့ကိုဒီပွဲကိုကြိုက်ခိုင်းထားတာ။နောက်တစ်ခုကကျွန်တော်ပြောချင်တာကဒီ line ထဲကချောင်းတင်ရင်တဲ့လူချောင်း၄ထိပ်၃ထိပ်နှစ်ထိပ်ပရိငါဆိုပြီးကျွန်တော်2 9ရှစ်အကြိုက်ကင်ခဲ့တယ်နော်ဒီလမ်းကနေပရိငါကိုအကြိုက်ကင်တယ်ဒီနေရာမှာလှည့်စားရင်နှစ်ထိပ်ပရိငါအဲ့ဒီလိုပဲကျွန်တော်ပြောသလိုပေါ့ဆန္ဒဒီရှေ့ရရှေ့တွဲတွေကဒီမှာ break စီနီယံပါဝါဒီလိုတွေကစားသွားတယ်ပရိတ်လေး၄ပါဝါ၉ထိပ်အဲပရိတ်၃၃ပါဝါ၈ထိပ်အပရိတ်၂၂ပါဝါ၇ထိပ်အသူ့ရဲ့ဘေးကိုကြခွာ၅ပုံသေးအဲ့တော့သူကသုံးကတ်တွေမှာကြတော့ခဏနှစ်ကွက်ကအတူလောက်တက်တယ်အတူလောက်တက်တာရဲ့ကလည်းဒီမှာက၈ခွန်လို့ဒဲခွာထားတယ်၈ခွန်လို့ဒဲခွာထားတဲ့အတွက်ဒီမှာဒုတိယကတ်မှာရှစ်ခွန်တဲခွာပြီးတော့သုံးထိပ်နဲ့ဗရိတ်၅ကိုလှုပ်ပြီးတယ်အသေးလှုပ်ပြီးတယ်ဒီရှေ့မှာကအကြီး၅လှုပ်ပြီးတယ်နော် အဲ့တော့ကနန်းလူကနန်းဒီမှာရှစ်ခုတဲခွာလို့နှစ်ထိတ်နေပဲ၃၃ညနှစ်ကနှစ်ပါဝင်နေတာဆိုတော့လေဒီမှာနှစ်ထိတ်နေပရင်ငါးကိုနှစ်၃ညသုံးနှစ်30ဆိုပြီးလောက်သွားမှကြောက်တာလေနှစ်၃ညသုံးနှစ်30ဆိုတာကအဲ့ဒီဒီမှာမဲ6ခုငါးခွေတဲ့နှစ်ထဲမှာ30ပတ်လေလိုက်ထွက်နေလို့လားအဲ့ဒီမှာ6ခုငါးခွေတဲ့6ခုငါးခွေတဲ့နောက်တစ်နှစ်ကျော်မှာ30ပတ်လေလိုက်ထွက်တယ် မ30ပတ်လဲအဲ့ဆိုရင်605ခွေတဲ့နောက်တစ်နှစ်ကျော်မှ30ပတ်လဲလိုက်ထွက်နေလို့လောက်သွားတက်လို့ကျွန်တော်အဲ့တော့ဒါလေးကိုမပြောလိုက်ရအောင်လမ်းမကောင်းတာရယ်အိမ်ကအလုပ်တွေများလာတာရယ်အဲ့ဒါတွေနဲ့ရှုပ်ရက်တွေခံရပြည့်စုံအောင်မင်းကလေးလေးငားလဲအစုံတခြားလိုင်းတွေကိုမပြောလိုက်ရအောင်ဒီ605ခွေလဲနောက်တစ်နှစ်ကျော်မှနှစ်သုံးညသုံးအဲ့လိုမျိုးလိုက်တဲသွားမှကြောက်လို့ဗျာအဲ့ဒါကြောင့်မလို့ရှစ်ခုံတဲခွာရှစ်ခုံတဲခွာဆိုတော့နှစ်သုံးညသုံးကိုကနန်းလူကနန်းနဲ့ဟိုကနောက်နှလုံးက ြစ်နေတာဘူးနော်သုံးရပါဝါ9နဲ့သုံးပါဝါ10နဲ့ဆိုတော့ကျွန်တော်တို့က2 9 8လေ2 9 8ကြိုက်လိုက်တာဆိုတော့အဲ့လိုလေးဖြစ်တဲ့အလို့နည်းနည်းတင်ထိုးကြပါဆိုပြီးကျွန်တော်အဖွဲ့ဝင်တွေရောအဲ့ဒီဒီဘက်က public ကလူတွေရောဒီဒီဘက်ဆိုရင်ကျွန်တော်ဒီဘက်က member ခဏနေအကုန်ချပြတဲ့လောက်ပဲဟုတ်လားဘာဖြစ်လို့အားလုံးခက်ခဲနေရလဲလေအားလုံးခက်ခဲနေရဆိုတော့ချပြပြီးပြီးတလောက်ပဲဘာလို့ဆိုကန်ဆက်တာပေါ့ဗျာတချို့ကြတော့ဟိုဒီအဖွဲ့ဝင်တွေရဲ့ကန်နည်းနည်းမလာပါသေးရင် ဒီဘက်ကလူကတိတ်ကိုကိုလိုက်ရှိုးကြည့်ပြီးကိုယုံကြည်ချက်နဲ့ကိုနောက်လိုက်ထိုးတဲ့လူကဟိုကံပါရင်အဲရောရအောင်လေပုံစံရောအတွေ့ရောပါတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ၄၃နှစ်အဲအဲ့ဒါလိုပဲသူ့ရဲ့ပါဝါတွေက၄၃နှစ်ပါဝါတွေမှာနှစ်ပါဖြောင်းမြန် ရှေ့နောက်တွေကစားနေတာပေါ့ဗျာ၄၃နှစ်ပါဝါတွေကိုသူကဒီသူ့ရှင်းနေထဲမှာခွန်ပိတ်နဲ့ဗရိတ်တူဗရိတ်ဟုတ်လားရှစ်ပိတ်နဲ့ရှစ်ပိတ်နဲ့ဗရိတ်တူဗရိတ်အကိုးပိတ်နဲ့ဗရိတ်တူဗရိတ်ဆိုပြီးဒီလိုတွေရွေးခဲ့တယ်ကစားခဲ့တယ်ကစားခဲ့ခြင်းကြောင့်ကျွန်တော်ကဒီအဲ့ဒီနှစ်ထဲမှာဒီ၈တတေပေါ့နှစ်ခွန်နေသူအလုံးလုံးတယ်ဗျာအလုံးလုံးတာကိုဒီ၈တေကိုသူတက်ဆော့ရတဲ့အတွက်အဲ့ဒီနောက်နှစ်ထဲမှာဒီ၆ခွန်၅ခွေးတဲ့နောက်နှစ်ထဲမှာ၈ခါခွာပေါင်း၃ အဲ့လိုဖြစ်တဲ့ရှစ်ပါဝါခွာပေါင်းသုံးလို့ဖြစ်တဲ့ရှစ်ခါးရဲ့နောက်မှာဗရိင္ကအဲ့ဒီဗရိင္ကဟာဒီ၄ဗရိကြောင့်၄ပါဝါကိုထိတ်တွဲဆောကျင်တာနော်ဒီနေရာမှာသူဆောတာက6ခု5ခွေတဲ့ရှစ်ရရှိရဲနောက်တစ်နှစ်ကျော်နောက်တွဲလို့ပြုတ်တဲ့အချိန်မှာဗရိလေး၄ပါဝါကိုထိတ်သူ့အောက်မှာခွာင္ကားပုံသေးလို့ကစားတာကျွန်တော်ယူတာကဒီခွာင္ကားကိုဗရိင္ကဒီ၄ဗရိကို၄ထိတ် နောက်တစ်ခုကဒီကိုးထိတ်ကြံနေတဲ့အတွက်အဲ့ဒီကိုးကိုကျွန်တော်ကအပိတ်နဲ့ဒီမှာတွေ့နေရတာအပိတ်နဲ့ခွန်ငါးပုံသေးဒီနေရာမှာသူစုံမဖြစ်တာကအကြောင်းရှိတယ်ပေါ့ဗျာလေးပရိကိုးထိတ်ဟုတ်လားလေးပရိလေးပါဝါကိုးထိတ်အဲ့ဒီလေးကိုးလုံးကိုကျွန်တော်ကပရိငါးနဲ့တွဲကစားခြင်းတာကစားခြင်းနဲ့ဆိုတော့ကြတော့ဒီလေးကြောင်ပဲလေးထိတ်နဲ့ဒီခွန်ငါးကိုပရိနဲ့ကိုနောက်နှစ်မှာလိုက်ထွက်ရှစ်ခါခွာပေါင်းသုံးရဲ့ဘေးမှာထွက်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ6ခွန်ငါးခွေတာနဲ့သူက လေးပြီးတော့သုံးအလှည့်မှာဒီမှာလေပရိတ်သုံးသုံးပါပါရှစ်ထိပ်အဲ့တော့ဒီပရိတ်သုံးကိုသုံးထိပ်ယူယူပြီးတာနဲ့ဒီခွာငါးကိုပုံသေးပရိတ်ငါးဆိုပြီးတော့ကျွန်တော်ဒီကောက်ရဲ့နောက်နေ့ထဲမှာလိုက်ကစားတဲ့အချိန်မှာရှစ်ခါခွာပေါင်းသုံးဟုတ်လားရှစ်ရှိခါပါပါသူကခွာပေါင်းသုံးတဲ့ကစားတယ်ဒီရှိခါဘေးမှာပဲသူကသုံးထိတ်နဲ့ပရိငါဆိုပြီးလိုက်ထွက်ပြေးတာလေဟုတ်လားသူ့ဘွားထောက်ချက်တွေကိုကျွန်တော်ရှင်းပြပြီးပြီအဲ့တော့အဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာနှစ် brake နှင်းနှစ်ပါဝါခွန်ထိတ်လို့ရိုက်တယ်အဲ့ဒီနှစ်ကြောင့်ပဲဒီကောင်ရဲ့နောက်နှစ်ထဲမှာနှစ်ထိတ်နဲ့ brake ငါးကျွန်တော်လိုက်မယ်ပေါ့လိုက်တော့ကြတော့အခုချိန်မှာဖမ်းဘေးထောင်နေနဲ့ဖမ်းရမယ်ဆို6ခါ10ပါဝါခွာ3ရဲ့ဘေးမှာနှစ်ထိတ်နဲ့ brake ငါးဆိုပြီးတော့ကျွန်တော်တို့ချုပ်ခဲ့တယ်နောက်တစ်ခုကျွန်တော်တို့နောက်ဒီနှစ်ထဲမှာချောင်းရမှာကခွန်နောက်ပိန်နဲ့ brake ငါးကြည့်လဲတစ်ချက်ဆောင်ရမှာဒီမှာတော့နှစ်ထိတ်နဲ့ brake ငါးဒီမှာခွန်နောက်ပိန်နဲ့ brake ငါး အဲ့ဒီခုနောက်ပိတ်တဲ့ပရိင္ကားကလည်းသူက၁၀ခွက်လိုက်မင်းနော်၁၀ခွက်လိုက်မင်း၁၀ခွက်လိုက်ဆိုတာကခုနောက်ပိတ်တဲ့ပရိင္ကားဆိုရင်ဒီပွဲကတော့ပရိင္ကားကြိုက်ပဲဒါကကျွန်တော်လိုက်စစ်ပြီးမှတွေ့တာနော်ခုနောက်ပိတ်တဲ့ပရိင္ကားအဲ့ဒီခုနောက်ပိတ်တဲ့ပရိင္ကားကဘယ်လိုလဲဆိုတော့ဒီ၄ပရိင္၉ထိတ်၃ပရိင္၈ထိတ်ခုန်ပရိင္၂ထိတ်ခုန်ပရိင္ခုန်၂ပရိင္ခုန်ပရိင္နော် sorry နော်စကားလေးတွေကျွန်တော်ကခေါင်းကဒီလိုက်တာလွှင့်နေတာတခြား ကိုတတိယတဲ့ line တွေပါချိတ်ဆက်စဉ်းစားနေတော့ကြတော့အဲ့တော့ကျွန်တော်ဒီမှာဒီ၄ပရိတ်ကို၄ထိပ်ယူပြီးတော့၃ပရိတ်ကို၃ထိပ်၂ပရိတ်ကို၂ထိပ်ယူတဲ့အချိန်မှာဒီ၉ထိပ်ကိုရိုက်ခဲ့တာသူအကြောင်းရှိရှိရှိမယ်အဲ့ဒါဆိုရင်ကျွန်တော်ကဒီ၉ထိပ်၉ထိပ်ကို၉ဘိတ်နဲ့သူ့ဘေးကခွာငါးကိုဒီခွာငါးကိုပရိတ်ငါးယူမှာဆိုလိုချင်တာကဒီ၄ပရိတ် ဗရိတ်သုံးဗရိတ်လေးဗရိတ်လေးဗရိတ်သုံးဗရိတ်နှစ်ကိုသူကထိတ်စီးစီနေရတဲ့ဗရိတ်ငါပုံသေးဒီခွာငါ့ကိုအဲ့ဒါလိုပဲသူနဲ့ပုံစံလိုဒီမှာရှင်ရိုက်ခဲ့တာကကိုးထိတ်သူ့ပါပါအဲ့တော့အဲ့ဒီကိုးပဲကိုးနောက်ပိန်းနဲ့ဒီခွာငါ့ကိုဗရိတ်ငါပုံသေးယူမှာအဲ့ဒါလိုသူကဒီလေးဗရိတ်ကြောင့်လေးထိတ်ဗရိတ်ငါလို့ကစားတဲ့နှစ်ထဲမှာပဲဒီကိုးထိတ်ကိုအပိတ်ကထားပြီးတော့ဗရိတ်ငါလိုက်ကစားရတယ်ဗျာဒီမှာခွန်ကိုးကိုးဗရိတ်ငါနော်ဗရိတ်ငါအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာလဲ 3ပရိတ်3ပါဝါ6ထိတ်လို့ကစားတဲ့အချိန်ဒီ3ထိတ်နဲ့ဒီတူဆောင်းကခွာငါဒီကောင်ကြခဲ့တဲ့အထောက်အရာပေါ့နော်ခွာငါတွေကသူဆက်ဆက်မှုတော့ရှိမယ်ချိတ်ဆော်ခြင်းလို့ဖြစ်မယ်အဲ့တော့ဒီခွာငါကိုပရိငါပုံသေးယူလိုက်ပြီး3ပရိတ်ကို3ထိတ်ယူလိုက်ပြီးရတယ်3ထိတ်နဲ့ပရိငါဒီမှာအဲ့လိုပြီးတာနဲ့သူ့အောက်မှာ3တုပါဝါ6ထိတ်လို့ရိုက်ခဲ့တဲ့အချိန်မှာအဲ့ဒီ6ကိုအပိတ်ကထားပြီးတော့ဒီခွာငါကိုပရိငါရိုက်ပြီးတော့6နောက်ပိန်းနဲ့ပရိငါဒီမှာလိုက်ထွက်တာပဲနော်ဒီမှာလိုက်ထွက်တာပဲ အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာနှစ်ဟိုနှစ်ခွန်ပါဝါတရဲထည့်ရမှာကျွန်တော်တို့ကနှစ်ခွန်ပါဝါတရဲပေါ့ဗျာနော်နှစ်ခွန်နှစ်ခွန်ကိုသူကနှစ်ထိတ်နဲ့ကြာတော့ပရိင်္ဂါပေါ့ခွန်နောက်ပိတ်နဲ့ကြာတော့ပရိင်္ဂါသူစုံမက်တွေရိုက်သွားတတ်တယ်တော့နှစ်၆ခွန်လို့တကွက်မျိုးမျိုးလို့ဥပမာနှစ်ထိတ်နှစ်ထိတ်နဲ့ဟိုနှစ်မူလုံးလဲပေးသွားနိုင်တယ်ဒီခွန်နောက်ပိတ်နဲ့၁၀ကွက်လိုင်းရှိတယ်နှစ်ထိတ်နဲ့ပရိင်္ဂါ ရှိရပေါ့ဗျာအဒါကသဘောတရားကအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီလိုဖြစ်ပြီဆိုတာနဲ့သူ့ရဲ့ရှေ့တွေကနောက်နေမှာဒီမှာဗရိတ်နှစ်နှစ်ပါပါခုံထိတ်လို့ကြားတဲ့ချိန်နှစ်ထိတ်ဗရိတ်နှစ်ကိုနှစ်ထိတ်ယူပြီးတော့သူ့ဆောင်ကခွာငါးကိုငါဗရိတ်ငါးပုံတင်နေယူတော့နှစ်ထိတ်နဲ့ဗရိတ်ငါးဆိုကျွန်တော်ဒီဘွဲမှာဂိုင်တယ်။ပါပါတဲ့တခြားဗရိတ်ငါးတွေလည်းအဲ့ဒီလိုပဲသူကဒီမှာနှစ်ဗရိတ်ပါပါခုံထိတ်လို့သူကရှင်ရိုက်ခဲ့တဲ့အတွက်ကြောင့် သူ့ရဲ့နောက်နှစ်ထဲမှာခွန်နောက်ပိတ်နဲ့ဗရိန်ကလည်းဒီမှာသူ့ရှေ့မှာနှစ်ကပ်မှာရာဇဝင်ထွက်ထားတာရှိတယ်။နော်ရှိခဲ့တယ်။အဲ့ဒါလိုပဲဒီနှစ်ထဲမှာသူတမူပေးသွားလို့ကျွန်တော်ဒီ line လေးကိုတစ်မျိုးမျိုးတစ်မျိုးတစ်မျိုးနဲ့ကြည်နေတာပေါ့ဗျာ။အမျိုးတမျိုးနဲ့ကြည့်တော့ဒီဒီကောင်ဒီနှစ်ထဲမှာပဲသူကဒီနှစ်သုံးလေးကျွန်တော်ပြောသလိုပေါ့ကိုရှစ်ခွန်ခွန်ရှစ်ကိုဘျောင်းမြန်နေသူကအလှဲ့ကစားတဲ့ကစားကွက်ကိုကျွန်တော်ကကြည်နေတဲ့အခြေ တကွက်ထက်တမူလောက်ထားသွားတာအဲ့ဒီနေ့အထဲမှာကျွန်တော်ကဟိုဘရိတ်တစ်ကနေစကြည့်လိုက်တာပေါ့တစ်ဘရိတ်နှစ်ဘရိတ်အနှစ်ဘရိတ်ဘယ်နှစ်ကွက်ထွက်လဲအဲ့ဒီနှစ်ဘရိတ်ကဘာနောက်ပိတ်တွေနဲ့ထွက်လဲဘာထိုင်နဲ့ထွက်လဲဘယ်ခါနဲ့ထွက်လဲသစီနီယာပြေးလန်းလားပုံသေးလားဥမာခွန်ခါနဲ့ခွန်ခါပေါ့ဗျာဒီလိုလေးတွေနဲ့ဒီနေ့လိုက်ရှာတဲ့အချိန်မှာဘာနဲ့ထွက်လုံးဆိုအဲ့ဒီနေ့ထဲမှာနှစ်နောက်ပိတ်နဲ့ဘရိတ်တစ်လိုက်ထွက်ပြီးတယ်နော်ဒါလက်တွေသူပေးသွားတာကျွန်တော်ဗရိတ်ငါလိုက်ခဲ့တဲ့ပုံပေါ့နော်ဒီမှာကျတော့၄၃နှစ်ထိတ်စီးနေကြည့်ပြီဒီမှာနှစ်နောက်ပိုင်းနဲ့ break တဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီနှစ်ထဲမှာဒီနှစ်ထဲမှာလိုက်တာပေါ့နော်ဒီနှစ်ထဲမှာဒီ6ခွန်ကခွေတယ်နောက်တစ်နှစ်ကျော်နှစ်ထဲမှာနှစ်နောက်ပိုင်းနဲ့ break တစ်ပြီးတော့ခဏလေးနော်နှစ်နောက်ပိုင်းနဲ့ break တစ်ပြီးတော့3နောက်ပိုင်းနဲ့ break တစ်ဆိုပြီးမှလိုက်ထွက်ပြီးရေနော်3နောက်ပိုင်းနဲ့ break တစ်နော်အဲ့ဒီအချိန်မှာသူကခွန်နှစ်ဒီမှာလက်တွေ့နော်ခွန်နှစ်83တရွဲကခွန်နှစ်တရွဲနဲ့ break တစ် ခုနှစ်ဒေါ်လာနဲ့ပြိတ်1ရှစ်သုံးဒေါ်လာနဲ့ပြိတ်1ကိုးလေးဒေါ်လာနဲ့ပြိတ်1ဒါနှစ်သုံးလေးကိုသူချိတ်ဆက်ဆော့သွားတာနော်ဒါကသူထွက်သွားပြီလက်တွေ့အဲဆိုရင်ကျွန်တော်တို့ကနှစ်ထိတ်နဲ့ပြိတ်5ခုနောက်ပိတ်နဲ့ပြိတ်5ကလိုက်တင်လားမလိုက်တင်လားဒါကိုကိုချိန်ချိန်ပေါ့နော်ကိုကိုချိန်ကြည့်ကြတာပေါ့ ဟုတ်လားကိုကိုဒါမန်ဘာမဝင်နိုင်တဲ့သူကအဖွဲ့မဝင်နိုင်တဲ့သူကကိုကလို့ထိုးအခုချိန်မှာအားလုံးခက်ခဲရောက်နေတဲ့အတွက်ကျွန်တော်မန်ဘာကဏ္ဍနေအကုန်ချပြထားတာဒီတစ်ပတ်ကမဝင်နဲ့နော်မန်ဘာကဏ္ဍနေအားလုံးချပြထားပြီးသားဒါဆိုလဲအော်ဂနိုင်းပဲမန်ဘာအော်ဂနိုင်းပဲနော်အဖွဲ့ဝင်ကအော်ဂနိုင်းကျွန်တော်အများဆုံးအားဖြင့်ချပြအဲ့တော့ဒီမှာမဲ့သူကြည့်မယ်နော် ထိတ်စီးကိုသူကစုံစီနေရနဲ့ပေးသွားတာ၃ကန်းဆိုတော့ဒါပောက်ဖို့ပုံစံပဲဒါပေမဲ့ तू ကျွန်တော်တို့အခုလိုက်တဲ့စနစ်တိုင်း तू ပေးသွားတယ်ဆိုတော့လေဒီလမ်းကျော်ထဲမှာ2 3လေးပြေးလမ်းရယ်2 3ပြေးလမ်းရယ်ခွန်ရှိကိုပြေးလမ်းရယ်ကျွန်တော်တို့လိုက်ကြည့်နေတဲ့အချိန်မှာထားလိုက်ပါတော့ break တစ်ထွက်တယ်ဗျာ break တစ်ထွက်တာကဘာ तू က2နောက်ပိတ်နဲ့ break တစ်လို့ထွက်တယ်3နောက်ပိတ်နဲ့ break တစ်ထွက်တယ်4နောက်ပိတ်နဲ့ break တစ်ထွက်တယ်အဲ့ဒီနေရာမှာပဲ तू ကဒီဒရွဲလိုက်ဖြုတ်တာခွန်နှစ်ပေါ့ခွန်နှစ်ပါပါဒရွဲ73ပါဝါတရွဲနဲ့ဗရိတ်တိအဲ့တော့ကတ်လိုက်အောင်မယ် ကိုလေးပါဝါဒရက်နဲ့ဗရိတ်တည်းဟုတ်လားအဲ့ဒါဆိုတော့ तू ကထိတ်စီရတဲ့စုံစီနေရဖြစ်ပြီးနှစ်ထိတ်နှစ်ထိတ်ပြီးတော့၃ညထိတ်၃ညထိတ်ပြီးတော့၈ထိတ်အဲ့ဒါ၈ကိုလေးတစ်ပေါက်သေးကိုပဲ तू လက်တွေ့နှစ်၃လေးခု၈ကိုပြေးလန်းတဲ့ तू ကစားတော့ရတဲ့ကစားကွက် ဒါသူလက်တွေဒီနေထဲမှာသူပေးသွားတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်က DJ ဒီနှစ်ထဲကနေကျွန်တော်ဖြစ်နိုင်တယ်နောက်ရဆိုရင်ကျွန်တော်ဘရိတ်နှစ်စီကျော်ဘရိတ်နှစ်လိုင်းရှာမယ်ဘရိတ်၈ဘရိတ်နှစ်ပြီးတော့ဘရိတ်၃လိုင်းရှာမယ်ဘရိတ်၄လိုင်းရှာမယ်ဒါဒီပွဲပြီးသွားတဲ့တော်ပဲမယ်ကျွန်တော်တို့ကချောင်းရမှာလေဒီပွဲလို့ဆိုရင်ကျွန်တော်တို့ကဘေးရဲ့အထောက်အထက်ထောက်အူရကဘရိတ်၅မှာဘရိတ်၅ကိုဖမ်းတင်နေခမ်းတင်တဲ့အချိန်မှာဒီသူက၂၃လေး၄၃နှစ်ခွန်၈၉၉၈ခွန်အဒီလိုပြေးလန်းဆော်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီဘက်၄ထိပ်ဘရိတ်၅၃ထိပ်ဘရိတ်၅၂ထိပ်ဘရိတ်၅ဆိုတော့ဒီပွဲကတမိုင်းပေးရကထိုးရမှာ အဲအဲ့ဒီအချိန်မှာပဲသူကဒီအဲ့ဒီနှစ်ထဲမှာသူ break tick ကိုကျွန်တော်မနေ့ကစကြည့်မိတဲ့အချိန် break tick ဘယ်တစ်ခါကြရလဲသူက break tick ဒီမှာတစ်ခါကြရတယ် break tick ဒီမှာတစ်ခါကြပြီးရတယ်ဒီမှာ break tick နှစ်ခါကြရတယ်ဒီမှာ break tick သုံးခါမြောက်ကြရတယ်3កាមောက်ကြတယ်ဒီမှာ brake 4កាមောက်ကြတယ်နောက်ပဲ380ပက်လေးလဲလိုက်ထွက်ထားတယ်เนาะသူမြေကနားအကုန်လုံးတော့မပေးနိုင်ဘူးเนาะကနားအကုန်လုံး380ရဲ့လဲ4កាအဲ့တော့ brake ရှာလိုက်မှာ brake 4កាထွက်တယ် အဲ့ဆိုဒီ line jaw ထဲမှာပဲ break တစ်ကိုကျွန်တော်စကြည့်လိုက်တယ်ဒီမှာ technician မှာ break တစ်တစ်ခါကြာတယ် technician မှာ break တစ်တစ်ခါကြာတယ်ဒီမှာ6ခွန်8မှာတစ်ခါကြာတယ်ဒီမှာ6ခွန်8ပြန်ကြအောင်ကြာတယ်ပေါ့နော်အဲ့တော့ဒီမှာလဲ break တစ်ကတစ်ခါကြာတော့၄ခါပဲကြာတယ်အဲ့ဆိုဒီမှာ၄နှစ်မှာ break တစ်တစ်ခါအဲ့ဒီထဲမှာထူးခြားတာက break တစ်၄ခါပေါ့ဗျာပထမဆုံးစကြတာက၃ခါဆိုတော့လှဲစားသွားပြီပေါ့နော် ဟိုဒါကတော့ကိုကိုညာကူထိုးကျွန်တော်ကတော့ break 5အကြိုက်ပဲဒီမှာ break 1 break 1အ break 1ဆိုရင်ဒီမှာ break 1 27 7ဟုတ်ပါ7 break အဲ့တော့ဒီမှာလဲ27 break ထားလိုက်ပါတော့ပထမဆုံးထွက်တဲ့ break တွေကတော့ तू မကူဒုတိယထွက်တဲ့ break ကတော့ तू ကဒီတပင်ဒီမှာ break 1ကိုသူ့အောက်တပင်ကျော်မှာ break 17မလို့ तू က17လို့ကူးတယ်နော် အဲဆိုရင်ကျွန်တော်တို့ဒီမှာကလည်းဗရိတ်21မလို့21လို့ ဒီမှာ27လို့27ဆိုပြီးကူးတယ်နော်ဒီမှာ27 27ကူးမလားတို့မဟုတ်ပထမဆုံးစကြတဲ့ break တစ်ကတပွင်ကျော်ပြန်မကြဘဲနဲ့ဒုတိယစကြတဲ့ break တစ်ဟာတပွင်ကျော် break တူ break ပြန်ရိုက်ရမယ်တို့မဟုတ်အဲ့ဒီ break တစ်ကိုပဲတပွင်ကျော်ပြန်ကြမလားဒါမှမဟုတ်ဒီရှစ်ကိုလေးကိုပဲဒီတပွင်ကျော်ပြန်ကြမလားဒါကတော့ကိုကိုညံကူထိုးရမှာညံကူထိုးရမှာနောက်နေ့ဆိုရင်ကျွန်တော်က break နှစ်စီကျော်ရှာမယ်နောက်ပြီး break ဒီ၃ကတ်စီကျော်တဲ့ကဒီ၃ကတ်စီကျော်တအားကောင်းတယ်နော် တားကောင်းနေကျွန်တော်ဒီနှစ်မှာမလွတ်တန်းချောင်းအောင်မှာနှစ်ထိပ်ပရိင္ကချောင်းအောင်မယ်ခွန်နောက်ပိတ်ပရိင္ကချောင်းအောင်မယ်အဲအဲ့ဒါချောင်းအောင်အဲ့ဒီကမှကျွန်တော် organ မိအောင်စကားစစ်ထုတ်ပြီးတော့လှုပ်ရမှာဒါကတော့ကျွန်တော်ဒီဘက်ကိုအားလုံးကိုချပြပေးတာဖြစ်တယ်ကလင်နာမာကလည်းတိုက်ဆိုင်တာကဒီမှာနှစ်ခွန်တရှိဆိုပြီးတော့သူဖြစ်တည်ထားတာပေါ့ဖြစ်တည်ထားတာကျွန်တော်ဒါလေးကိုမချိရသေးဘူးဘာဖြစ်သဘောတရားကလေရှိရနှစ်ခွန်ဆိုပြီးဒီလိုပုံစံတူပေါ့ဗျာ ဒီလိုပုံစံမျိုးကနန်းလေးတွေထိုင်တာကကလင်နာတစ်မျိုးလုံးမှာသုံးကပ်ပဲရှိတာအဲ့ဒီသုံးကပ်ရဲ့နောက်တစ်နှစ်ကျော်မှာ6.5ခွေတာတွေ့ရတာပဲဒီသုံးကပ်ရဲ့နောက်တစ်နှစ်ကျော်မှာ6.5ခွေတာတွေ့ရတာပဲဒီသုံးကပ်ရဲ့တစ်မျိုးကျော်မှာနောက်တစ်နှစ်ကျော်မှာ6.5ခွေတာတွေ့ရတာအဲ့ဒီ6.5ခွေတာပဲဒီနှစ်ခွန်နေ8.1တည်သူ ship တွေပုံစံတွေကစားတာပဲအခြားကစားကွက်တွေလည်းရှိအောင်ပါဒါကကျွန်တော်တွေ့တာကိုကျွန်တော်ကဒီဘက်ကိုချပြခြင်းဖြစ်တယ်